ပရိသတ်ခိုင်မာရရှိထားတဲ့ PTU ရဲ့ Academy ဇက်ကားနေပေါ်အကြောင်းအားလုံးပဲမင်္ဂလာပါ MCL Dots New Channel ကနေကြိုဆိုပါရစေ PTU Academy ဆွေနဲ့ဇက်ကားရီအကျဉ်းချုပ် PTU ကမြန်မာရုပ်ရှင်လောကမှာ Academy ဆို၅ကျင်းရရှိထားတဲ့ထိတ်တန့်မြို့သားဇက်ဆောင်တော်ဖြစ်ပြီးဇက်ကားတရားကျော်မှပါဝင်တရုပ်ဆောင်ခဲ့ပါတယ်သူရဲ့အမှုပညာခေကောအဆင့်၃၀နဲ့ခွဲခြားလေ့လာနိုင်ပါတယ် Academy ဆွေရဇက်ကားရီ PTU က2010ကနေ2020အတွင်း Academy ဆို၅စုကိုအောက်ပါဇက်ကားရရှိခဲ့တယ် 2010ခုနှစ်မှာအာရန်ရဲ့ AY ရဲ့တပ်သားရဲ့အမျိုးသားဆက်ဆောင်စုပထမဆုံးအကယ်ဒမီဆုကိုရရှိခဲ့တယ်။2012ခုနှစ်မှာလက်ပံအမျိုးသားဆက်ဆောင်စုဒုတိယဆုရရှိခဲ့တယ်။2013ခုနှစ်မှာနင်းစေးရဲ့အမျိုးသားဆက်ဆောင်စုတတိယဆုကိုရရှိခဲ့တယ်။2014ခုနှစ်မှာနှလုံးသားနဲ့ပြုလုပ်သည့်အမျိုးသားဆက်ဆောင်စုစတုတ္ထဆုကိုရရှိခဲ့တယ်။2022ခုနှစ်မှာလိပ်ပြာထောင်ချအမျိုးသားဆက်ဆောင်စုပြင်စမဆူဆသဖြင့်အကယ်ဒမီဆုတည်တည်ကိုရရှိခဲ့တယ်။ထူးခြားကြ2022မှာဇနီးဖြစ်သူအိနာကျော်စင် ဟစ်တိုင်စကားနဲ့အကယ်ဒမီဆွေးရပြီးတော့တနှစ်တိုင်ဆွေးရခြင်းကမြန်မာရုပ်ရှင်သမိုင်းမှာရှာပါတဲ့ဖြစ်ရဖြစ်ပါတယ်။တခြားထင်ရှားတဲ့ဇာတ်ကားတွေအကယ်ဒမီဆုများတော့လည်းပြိသက်တိုက်တွေ့ခဲ့တဲ့ဇာတ်ကားများစွာရှိခဲ့တယ်။ကျွန်တော်နဲ့နေသမီများခေါင်းဆောင်မင်းသားဖြစ်ပထမဆုံးအကြီးစားအောင်မြင်မှုရရှိခဲ့တယ်။ရှင်ရိတ်စုံလင်းပြပထမဆုံးဇာတ်ကားဇက်ဖို့ဖြစ်တယောက်ဆောင်ပါဝင်ခဲ့ပါတယ်။ပြည်သူရဲ့2016အစည်းအဝေးတိုင်းဇက်ကားတွေဘန်တထေးရွာသားဇက်အာသားဇက်ကားတွေအပါအဝင်ဇက်ကားငါးကားကိုပြည့်ပြည့်စုံနေရိုက်ကိုခဲ့တယ် အနုပညာကြီးအစဉ်စဉ်အစောပိုင်းကာလမှာဇက်ပိုနဲ့ဒုတိယမင်းသားတွေဖြစ်အဓိကရိုက်ကိုခဲ့တယ်။အောင်မြင်မှုရရှိချိန်2019 2009ကနေ2014ကျွန်တော်တို့နဲ့သမီမျိုးမှာစတင်ပြီးအကယ်ဒမီဆုလေးစုစတဲ့ရရှိခဲ့ခြင်းဖြစ်ပါတယ်။နောက်ပိုင်းကာလ2014လက်ရှိလူမှုရေးနဲ့နိုင်ငံရေးဇက်ကားတွေမှာပုံမပါဝင်လာခြင်းဥပမာလိပ်ပြထောင်ချောင်းစသဖြင့်ပါဝင်ရိုက်ကိုခဲ့တယ်။ပုဂ္ဂိုလ်ရေးဘဝနဲ့လူမှုအကျိုးပြုလုပ်ငန်းတွေမိသားစု1998ခုနှစ်နိုဝင်ဘာ30မှာပြည်ခိုင်မှာမွေးဖွားပြီးတော့ဇနီးအိန္ဒာကျော်စင် 2017မှာလက်ထပ်ခဲ့တဲ့တာပြည်သူတော်နဲ့သမိပြည်တရားတို့ရှိခဲ့ပါတယ်။နိုင်ငံရေးလှုပ်ရှားမှု2021အာဏာသိမ်းမှုကိုစတင်တဲ့စီဒီအယ်လှုပ်ရှားမှုမှာဇနီးဖြစ်သူနဲ့တူပါဝင်ပြီး2021ဧပြီကနေ2020မတ်လအဖမ်းခံခဲ့ရပါတယ်။လုံမကျော်ပြုလုပ်ငန်းပြည်သူ့ပညာရေးဖောင်ဒေးရှင်းဩဂတာဖြစ်ဆောင်ရပြီးဆက်လက်ပြီးမြန်မာပြည်တွင်းရှိခက်ခဲအကြောင်းသူအကြောင်းသားပေါင်းများစွာကိုကူညီပေးခဲ့ပါတယ်။အောင်မြင်မှုအထက်ကတော့ချက်တွေဆွဲဆောင်တရုတ်ဆောင်နိုင်မှုရသောစုံစကားတွေကို ကွဲပြားစရိုက်တွေကိုဖန်တီးနိုင်တယ်။ဇွဲလုံလား1990ကအနည်းစားပြီးဇက်ပိုးစင်ကနေခေါင်းဆောင်မင်းသားအဆင့်ကိုတန်လှန်နိုင်တယ်။လူမှုတိုင်ဝိုင်းနဲ့ဆက်နွယ်မှုပြည်သက်တွေကတီတီယူချစ်စလို့ခေါ်ဝါချင်းခံရပြီးပြည်ညိုင်းဖောင်ဒေးရှင်းမှတစင်လူငယ်တွေကိုပံ့ပိုးပေးခြင်းစသည်ဖြင့်အောင်မြင်ပြီးပြည်သက်ခိုင်မာလည်းရရှိခဲ့တယ်။နာဂလောရှာမွန်2019ခုနှစ်မှာဇက်ကားငါကရိုက်ွယ်စီစဉ်ခဲ့တော်လဲ2021နောက်ပိုင်းမှာနိုင်ငံဖိအားရဲ့ကြောင့်ဇက်ကားရိုက်ွယ်မှုရာရည်ရနာထားတယ်။ရုပ်ရှင်ရည်သွင်းမြင့်တင်ဒီဂျစ်တယ်နည်းပညာအုံရိုက်ကိုခြင်းကိုထောက်ခံအားပေးခဲ့ပါတယ်။ ရေတူရဲ့နုပညာကီကကျိုးစောအထုံမှုလူမှုကြိုပြစိတ်တဲ့ဆက်စွမ်းညွန်ကိန်းနေတဲ့မြမရုပ်ရှင်လောကရဲ့ဆန်နမူနာတစ်ခုဖြစ်ထင်ရနေတယ်။အဆောင်ဒီကျေးဇူးနာဆင်ပြရပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ channel ကိုလည်း like နဲ့ subscribe လေးလုပ်ပေးကြပါရှင်။